ဓမ္မနောဒုက္ခရောလောကဝိဓုအနုဒရောပုရိသဓမ္မသာရတိတတ္တဒေဝမနုဿာနံဗုဒ္ဓောဘဂဝါဟေတုပိစယောအရမနာပိစယောဒီပရိပိစယောအနန္တရာပိစယောသမန္တနာပိစယောသာဟဇာတပိစယောအညာမညာပိစယောနေဒရာပိစယောဥပါနေဒရာပိစယောပုရိသာတပိစယောပိစာဇာတပိစယောဒေဝနာပိစယောကာမပိစယောဝိယောကပိစယောအာရာပိစယောဣန္ဒြိယပိစယောဇာနာပိစယောမကပိစယောတမယုတ်တာပိစယောဝိပယုတ်တာပိစယော အဒီပစ္စယောနတ္တိပစ္စယောဝိကရာပစ္စယောအဝိကရာပစ္စယောဟောတိဘာလာလို့တာလဲကွာအဘအဘကိုကျွန်တော်ကမေးရမှာအဘရဲ့ကျွန်တော်တို့အဘပြောက်လို့လိုက်ရှာနေရပါရဲ့ကျွန်တော်ဟိုတလောလိုပဲဟိုပြည်ဦးလင်ရောက်သွားလားကလောရောက်သွားလား နေပါတပည့်တို့လည်းဘဲသွားမယ်ပဲလားမပြောခဲ့ပါဘူးအခုတော့မှမှစီးစာပြောလို့အကျွန်တော်အခုပကံသွားတယ်ဆိုလို့အခုလိုက်လာတာဗျအေးလူဘွားကြီးကပူလောင်နေပူလောင်နေဩပူမှာပေါ့ဗျာဒီနေဘူးကြီးတက်ထိုင်နေမှာတော့ပူမှာပေါ့ဗျာဒီအဲ့ဒါပြောတာမဟုတ်ဘူးနော်ပူမှုရဲတဲ့ဆဲကလေးဆိုတဲ့အတိုင်းပဲပူလောင်နေငါအေးချမ်းကျင်နေပြီဩဗျာအဲ့ဒါဆိုလည်းဗျာရေကတဲ့တဲသွားနေပါလားဒီပေါ့ဟာဟေးအောင်ပြုတော့ကောင်းမှုလုပ်နေရတော့ဒါဖရာပြဝင်အတွင်းတော့ဟာ ဟုတ်ပါလေကွာဟုတ်ပါပြီဗျာဟုတ်ဗျာဗျာအမဒီလိုဖျားတွေလာနော်ဖျားတွေရှိခိုးပတိတွေစိတ်ဟုတ်ပါအဲ့ဒါကြီးဟုတ်တာလည်းမဟုတ်ဘူးဗျာအမရင်ထဲလာတဲ့ဟာကြီးလည်းမဟုတ်ဘူးဟုတ်ပါဘာလို့ကြောက်လို့လုပ်နေလဲတော်တော်သိပြီလားဟာကွာမင်းဘယ်လိုလဲငါတမနယ်လေးပဲကုသိုလ်လေးပဲရရဆိုတော့ငါစိတ်ပြီးစိတ်တယ်တရားထိုင်တယ်ဖျားရှိခိုးတယ်ငါလုံးတယ်လာပြီးတော့ကွာအကုသိုလ်တွေငါ့ကိုလာပေးပြန်ပြီကွာအေးလာ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 ပါအမလာဘာလဲတကယ်ပါပဲအမတရား ဟိုသွားမယ်လာမယ်ဆိုတော့နဲပါတပည့်တို့ပြောရောပေါ့ငါတော့ဘယ်သွားမယ်ဟေးဘယ်လာမယ်ပြောရောပေါ့ကွာဘယ်မှလည်းဘာမှလည်းမပြောရောပဲတပည့်ကဘယ်လဲရှောင်ရှောင်မင်းတို့ကလည်းငါပြောချင်တယ်လေကွာဒါပေမဲ့ငါတီတီပစ္စယဟိုတယ်မှာငါလွန်ခဲ့တဲ့2လလောက်ထိကငါကြိုးကြိုးတင်ပြီးတော့ဘုံကင်ကလှုပ်ထားတာဩမတည်ဘူးလေအဲ့တော့မှမှစီးစားတော့ဟိုကြားဝါလို့အဘကပကံသွားမှလို့ပြောနေတယ်ဘာညာဆိုလို့အာကျွန်တော်တို့ကအားအားချင်းလိုက်လာတာအေးထားလို့ထားလို့မင်းတို့ဘာလဲဘာသတင်းတွေတွေ့လို့တယ်ဘာသတင်းတွေရလို့တယ်ပြော မဟုတ်လေဘာရနေ့တိုင်းကျွန်တော်အဘောက်တင်ပြနေတယ်ဒီစီးနိုင်ငံရေးသတင်းတွေပေါ့ဘာရအေးပြောပြောပြောဘာရတွားရင်တွားမယ်လမ်းရင်လမ်းမယ်မပြောဘူးတပည့်တို့မှဘလောက်ပုတ်ပုံမိတိုက်ဘလောက်ဖြစ်လဲဆိုတာဘာဩမင်းကလေကွာမင်းတို့ကလေဘာဘဲဟိုတွားပြန်ပြီလေဘာရဩထိုင်လဲထိုင်ဘာရကျွန်တော်ဒီမှာသတင်းလေးတွေကျွန်တော်ပြောဖို့လေဘာရအေးထိုင်ထိုင်ထိုင်မင်းလဲညောင်းနေပြီမလားထိုင်ထိုင်အဘောက်လိုက်ရှာနေရတာလေဘာရအေးဟုတ်ပြီပြောနော်အေးဟာဘာပြောရမှာလေ တင်ရောတင်တော်ပါမလားမသိဘူးနော်အဘဟိုတင်တော်လေပြောမင်းတို့ပြောဖို့လာတာမလားမှန်လေလေပါပြောဖို့လာတာပြောလေဟာဒီဖရားရဲ့ပြန်ဝင်ဝင်နေမှာတေးတာတွေပြောရမှာပါရဲ့ပြပြောစရာရှိတာငါ့ကိုပြောပြောပြီးတာနဲ့မင်းတို့လည်းပြန်ဟုတ်ကဲ့ဟုတ်ကဲ့နော်မင်းတို့ဒီဘက်မှာဒီပြဟိုတယ်မှာမင်းတို့တဲငါ့ဟိုတယ်မှာလာမတဲနဲ့ဟုတ်ကဲ့ပါပါမတဲပါဘူးပါလေနော်ဟုတ်ပထမဦးဆုံးအဘဟိုကျွန်တော်တင်ပြပေးမယ်ဟိုသတင်းလေးရပါပါရဲ့နော်ဟိုဒီ ပဒီနဲ့ဖြစ်ပါမလားဗျ။တော်ဖြစ်ပါလေပြောပါ။အဲ့တော့ဒီကျွန်တော်ရန်ကုန်မြို့ပေါ့နော်။ရန်ကုန်မြို့ဒီရွှေပြည်သာမြို့နယ်ဆိုတဲ့တရင်လေးကိုကျွန်တော်အမောက်ကျွန်တော်တင်ပြပေးခြင်းနဲ့။နော်အဲ့ဒါဘာလဲဆိုတော့ကျွန်တော်ဒီအော်တိုဘာလာတဲ့ကျွန်တော်30ရက်နေပေါ့နော်။ကျွန်တော်နက်နက်7နာရီခန့်မှာတဲ့ဒီရွှေပြည်သာမြို့နယ်ပေါ့ခုနှစ်ရက်ကအုတ်ချုပ်ရည်မှုရုံးပေါ့နော်။အဲ့အုတ်ချုပ်ရည်မှုရုံးမှာဘာကြီးလုပ်နေလဲဆိုအုတ်ချုပ်ရည်မှုနေတယ်ကျွန်တော်ပြူနေပေါ့ဗျာ။ ပြူတွေနဲ့အုပ်ချုပ်မှုနဲ့အဲသူတို့တွေကဘာလို့မဲဆိုတော့အခုအဘာလို့လုံးမဲ့ဒီရွေးကောက်ပွဲတော့မဲဆွဲစီယုံရေးအတွက်တိုင်ပင်ဆွေးနေနေကြတာအော်ဒါဘောဒါဘောဒါလုံးရက်ကလည်းကန့်နေပြီလေဘာမင်းရလဲအေးအေးအဲ့လိုတိုင်ပင်ဆွေးနေနေတဲ့အချိန်မှာဒီကျွန်တော်တို့ဒီပေါ့မြို့ပြကျွန်တော်တို့ဒီ UG တွေပေါ့တော်လိုင်းပေါ့တော်လိုင်းတစ်ဖွဲ့တွေကနေပြီးအဲ့ဒီအုပ်ချုပ်ရေးမှုရုံးကိုရောက်လာပြီးတော့ကျွန်တော်တို့လက်ပစ်ဘုံနဲ့ကျွန်တော်တို့ပြစ်ခတ်တိုက်ခိုက်တယ်ကိုသူသိရတယ်ဟုတ်ရဲ့ဟုတ်အဲ့အဲ့ဒါဆိုထိခတ်တဲ့ဟန်ရတဲ့လူတွေနဲ့တင်ဆုံမှုတွေငါငေါ့ပြောုံးလေကွာအဲ့ဒါတော့ရှိတယ်ပါလောလောဆယ်ကတော့ကျွန်တော်တို့ဒီတိုက်ခိုက်မှုတွေမှာပေါ့နော်ဒီအုပ်ချုပ်ရေးမှုအပါဝင်ပေါ့ဒီပြူဇော်ဒီ သုံးလောက်ကျွန်တော်ပြင်းပြင်းထန်ထန်ကျွန်တော်ဒဏ်ရာရှိတယ်ကိုသိရတယ်ဗျ။ပြီးရင်ကျွန်တော်တို့ဒီရက်ကွက်ယုံတဲ့ဟိုဒီလူနာတင်ကားတွေကတော့အဝင်ထွက်တယ်လို့ရှိနေတယ်ကိုသိရတယ်။ဟိုဒီအုတ်ချုပ်ရင်းမှုကဒဏ်ရာနဲ့အုတ်ချုပ်ရင်းမှုကပြီးစောဒီသုံးအောင်ကော သေးပြီလားမသေးဘူးလားဆိုတော့ကျွန်တော်အခုတော့မသိသေးဘူးပါ။အော်မင်းကကွာသေးပြီလားမသေးဘူးလဲမမဆောင်ဖြစ်နေတယ်။ဟုတ်ကဲ့ပါ။သေမလို့လို့မသေးမလို့လို့သေးပြီလားမသေးဘူးလားဆိုတော့မင်းကဟာမဟုတ်လေအခုမှ तू ကဒူလာနေကားနဲ့ခေါ်ပြီးတော့ तू ဆေးရုံသွားတာ။အေးဆေးရုံသွားနေတဲ့အချိန်ဖြစ်နေတဲ့အတွက်ကြောင့်နော်။အပြင်ဆေးရုံသွားလို့အပြင်ပုဂ္ဂလိကဆေးရုံသွားလို့နော်။သွားပြီးတော့ငါတို့ဒီစစ်တပ်ကလူတွေနော်ငါတို့တောက်တိုင်နေဆိုပြီးပြငါတို့စစ်ဆေးရုံတော့မလာနဲ့စစ်ဆေးရုံမှာဆေးမရှိဘူး။ဟုတ်ကဲ့ပါပါ။ဟုတ်ကဲ့ကျွန်တော်တို့ဒီတရင်ပေးတဲ့ကျွန်တော်တို့ဒီဟိုကအရင်မြစ်ကနေကျွန်တော်တိရတာလို့ကျွန်တော်တို့ဒီသွားပို့တဲ့ဒီကျွန်တော်အုပ်ကြီးနဲ့ဒီစော်ဒီတောင်းရတော့ကျွန်တော်တို့ ရာဂိုင်နှုံးအဖြစ်တော့ကျွန်တော်တို့အမသေနိုင်နေလို့ပြောတယ်ဗျ။ဒါဘောဒါသေနိုင်နေဟဲ့မဟုတ်ဘူးလေကွာ။မသေးသေးအောင်ကျွန်တော်တို့မသေးသေမဲ့လူကိုကျွန်တော်တို့ကမရရအောင်ကျွန်တော်ကုမယ်။အဲ့လူတွေဘာလဲပြောလေကွာ။မဟုတ်လေအမဟိုဒဏ်ရာပြင်းထန်။ဟာဒဏ်ရာတော်တော်ကြီးပြင်းထန်တယ်။လက်ပြဖို့နှလုံးလက်ပြဖို့နှလုံးပြက်သွင်းတာကျွန်တော်။အဲ့ဒါထိထိရရောက်ထိသွားတာဗော။ဟုတ်ကဲ့ဟုတ်ကဲ့။ဟာချက်ကောင်းနေပြီထိတာဗော။ဟုတ်ကဲ့ဗျ။ဟာအဲ့လာလေးကကျွန်တော်ဒီရန်ကုန်မြို့မှာရှိတဲ့ရွှေပြည်သာမြို့နယ်မှာရှိတဲ့ခုနှစ်ရက်ကွာကအုတ်ချုံရုံမြို့ပေါ့နော်ဗျ။ဟာအခုတခါအဖောက်ကိုကျွန်တော်ထပ်ပြီးတော့တင်ပြချင်တဲ့ဟာလေးကဗာလေးလဲဆိုကျွန်တော်ဒီလောင်းလို့ ဟုတ်ပြီလောင်းလောင်းလုံးကမနေ့ကအလောင်းနေပုံနဲ့လောင်းလုံးအော်မဟုတ်ဘူးကွာအလောင်းနေပုံနဲ့လောင်းလုံးလောင်းလုံးဆိုရပြီဟုတ်လောင်းလုံးရောအဘကိုကျွန်တော်ပြောဘူးလားတော့မသိဘူးပါလေဒီလောင်းလုံးမျိုးနယ်မှာရှိတယ်မောင်းမကန်ရဲစကန်တိန်တိုက်ပွဲဆိုတာလေအေးငေါ့တခါမင်းပြောဘူးလေဟုတ်ကဲ့ကျွန်တော်အသေးတော့အသေးတခါပြောဘူးတော့တော်တော်ကြာပြီနော်ကြာပြီအဲ့ဒါကိုအတိအကျမသိသေးဘူးလို့ကျွန်တော်ပြောခဲ့ဘူးလားမသိဘူးအေးပြောက်အခုတော့ကျွန်တော်အသေးပြောက်ဆင်းလဲကျွန်တော်တိရပြီတန်ရလေးတွေတိရပြီလက်လက်ပစ္စည်းလေးပါတိတိကျကျနဲ့မိမိရလေးငေါ့ပြောဟုတ်ကဲ့အဲ့ဒါလေးကတော့ကျွန်တော်ဒီဖြစ်စဉ်လေးကိုပြောပြမယ်နော်အဘဟုတ်ပြီအော်တိုဘာလာရတယ်ကျွန်တော်26ရက်နေ့နနက်9နာရီ ခွဲပေါ့မိနစ်30ခန့်မှာတဲ့ကျွန်တော်ဒီမောင်းမကန်ရဲစခန်းကိုကျွန်တော်ရဲ့ဒီတော်လန်ရေးတပ်ဖွဲ့တွေကဝင်ရောက်တိုက်ခိုက် ဟာဟောဝင်ရတက်ခဲ့တာဟောအချင်းအားဖြစ်ကတော့ဒီနက်နက်9နာရီခွဲမိနစ်ခန့်တွင်ရဲစခန်းတစ်ခုလုံးအောင်မြင်စွာတိမ့်ပိုက်ရှင်းနေနိုင်ခဲ့တယ်လို့သိရတယ်ဗျဟာတော်လည်းရေးတက်ဖွဲ့တွေရာလဲကွာလက်ဆောင်ကထက်နေလိုက်တာဒီကောင်းနေငါတို့ဘက်ကလူတွေရောအသေးပြောက်ရှိလားဟောရှိဟောရှိလားဆိုတော့ကျွန်တော်ချိရပါဗျာကျွန်တော်ပြောမယ်ဟာအိဋ္ဌာဒုက္ခအနတ္တာအိဋ္ဌာအမြင်မရှိဒုက္ခဆင်းရဲခြင်းအနတ္တာငါခန္ဓာကိုယ်မဟုတ်ပါလားအိဋ္ဌာဒုက္ခအနတ္တာလူတွေအားလုံးကတိမ်မျိုးတွေကြီးပဲမှန်တယ်ဗျာဟောဒါတော့တိမ်မျိုးတွေကြီးပဲဒီနေ့တိမ်တိမ်မယ်လက်ခံတိမ်တိမ်မယ်ဟလားအေးဗောဟောတယ်မှာတိမ် င်လည်းတည်လိမ့်မယ်ဟုတ်လားပြောင်းအဲ့စကားထဲမပြောနဲ့ငါဟိုတယ်မှာတဲနေရလေတိတိပစ္စယဟိုတယ်မှာငါတဲနေရလေဟာမင်းတို့ဘာလဲကွာမင်းကတေမျိုးတွေကြီးပဲဆိုအေးတေမျိုးတွေကြီးပဲဆိုတာငါမပါဘူးလေကွာအဖလည်းလူပဲလေလူရဲလူပဲအော်လူရဲလူပဲဆိုရင်ငါလောလောဆယ်ငါမပါသေးဘူးငါဖះရလို့တရားလို့လုံနေတာအဖအရင်နေကပါလို့မဟုတ်တာပါရဲ့ဟာမင်းကတမျိုးခေါငေါ့မြေကွာဖះရလို့တရားလို့လုံတော့မှရင်နေကပါလို့မဟုတ်ဘူးဆိုဟာမင်းကဘာလဲကွာမင်းလာဒီပကံတိလာပြီးတော့မင်းဖះပထဝန်တင်းတော့မှငေါ့လာဖဲ့နေသလိုပဲမဟုတ်လေအဖအကြောက်လို့ဒါဒါလုံတယ်တော့ဒါဘောအကြောက်လို့လုံတာဘောမင်းတရားမှအရင်ကြောက် ဟာညသူနဲ့ဘေးရမှာကြောက်တဲ့လူတွေကြီးပဲဟုတ်ကဲ့ပါပါတော့ဟောပါတော့ဆက်ပြီးတော့ဒရင်လေးကျွန်တော်တင်ပြပေးအောင်မယ်အေးလှုပ်လှုပ်နောက်ကကျွန်တော်ဒီမောင်မကန်ရဲစခန်းကိုတင်းတိုက်ပွဲမှာပေါ့နော်ဒီစခန်းတင်းတိုက်ပွဲမှာတဲ့ကျွန်တော်ရဲ့ဒီအကျမ်းဖက်စစ်တပ်ဘက်ကနေပြီးတော့စတန်းနဲ့လောက်လှုပ်လိုက်စတန်းနဲ့အေးဟုတ်ပြီစတန်းနဲ့စစ်တပ်ဘက်ကနေပြီးကျွန်တော်12ဦးတေဆုံးတယ်တဲ့နော်12ဦးတေဆုံးတယ်ဆို10ဦးထိခိုက်ဒဏ်ရာရရှိတယ်ကိုသိရပါတယ်ဗျကွာပြီးတော့ကျွန်တော်ရှိသေးတယ်ဗျဒီတိုက်ပွဲအတွင်းမှာပေါ့နော် ကျွန်တော်ရဲ့ဒီစတန်းတဲ့ စတန်တက်စစ်တက်ရှိရနေပြီးတော့ဒီတော်လိုင်းတက်ဖွဲ့တွေရနေပြီးသိသိရမိတယ်ကျွန်တော်လက်နဲ့တွေရှိသေးတယ်ပေါ့ဟာဟုတ်ဘာတို့ဘက်ကမတို့ဘက်ကလက်နဲ့တွေဟိုကောရောက်သွားပြီပေါ့အဲ့ဒါဆိုဟုတ်ကဲ့ပါပါနော်ဒီကျွန်တော်ဒီဟိုစကားမဘက်ကနေပြီးတော့ဒီတော်လိုင်းတက်တွေရနေပြီးတော့ဟိုသိသိရမိတဲ့ဒီလက်နဲ့တွေကဒီဒီပေါ့ကျွန်တော်ဒီ UZI ဆိုပါဘာဆိုရန်ဆက်ဦးပေါ့ရန်နော်အဲ့အဲ့လိုအမျိုးသားအော်မဟုတ်ဘူးလေပါအော်မင်းပြောမှာငါလည်းကြောင်မောပြုတ်နေတယ်အဲ့လိုအမျိုးသားတက်လက်က6လက်ပေါ့နော်အမပြီးရင်ကျွန်တော် G3 ဒီတော့အမျိုးသားတက်လက်က9လက် ခုနလက်ခုနလက်ဟာခုနလက်တော့မမနေဘူးလေဟုတ်ပြီးတော့ကျွန်တော်တို့ဒီ short gun တွေရှိတယ်လေအဲ short gun တွေ short gun တွေပါလေနှစ်လက်ဟာပြီးရင်နောက်ရှိသေးတယ် commando စိန်ပြောင်းဟာ commando စိန်ပြောင်းဟာ commando စိန်ပြောင်းဆိုငါတို့ဒီဟိုမှာလည်းတုံးရမင်းအခုမင်းတို့တုံးနေကြဥစ္စာတွေမှာ sniper မှာလည်းတုံးလို့ရတယ်လေအဲ commando စိန်ပြောင်းကနှစ်လက်အပပြီးကျွန်တော်6လုံးပြူပါကျွန်တော်၄လက်တောင်ပါရေဟာသွားပြီသွားပြီ6လုံးပြူက6လုံးပြူတွေကငါရဲတွေကငါပေးထားတာလေကွာဟုတ်ကဲ့ဟုတ်ကဲ့အပအဲ့တော့ကျွန်တော်တို့ဒီ၄လက်စုစုပေါင်းကျွန်တော်လက်နဲ့မျိုးစုံကအားလုံးပေါင်းကျွန်တော်22လက်အပ ဟေး၂၁လက်ရဲ့ဂျမ်ပါဆက်ကနှလုံးဟာသွားပြီသွားပြီသွားပြီအဲ့ဂျမ်ပါဒီကောင်လေးအမှန်ကန်ကန်လို့ပေးလာတာဟုတ်ကဲ့ပါအဲ့ဒီဂျမ်ပါဆက်တွေရောပြီးရင်ကျွန်တော်လက်နဲ့ခဲရနေတယ်ကျွန်တော်အမြောင်များကျွန်တော်တိတ်စီရမိတယ်လို့သိရပါတယ်ပါ ဟာကွာဒီကောင်တွေကလည်းကွာတမင်မွေးင်းကြားဆိုင်မယ်ငါတို့တွေကဟိုဘက်ကတရုတ်နဲ့ရုရှားကနေပြီးတော့အကျွေးနဲ့ယူဒီကောင်တွေကနေပြီးဖောဖောတီတီနော်ငါဟိုတော်လိုင်းရဲ့တပ်ဖွဲ့ဝင်တွေကိုပေးဆွဲနေတယ်မနေဘူးနော်ဗျအေးတိတယ်ဟုတ်ကဲ့အဲ့ဒါကတော့ကျွန်တော်ဒီဘောဘောမောင်းမကန်ရေစကန်တိန်တိုက်ပွဲမှာတိတ်စီရမိတဲ့လက်နက်တွေပေါ့နော်ဒါတွေကလောင်းလုံးတရင်လေးအဲ့ဒါဆိုရင်မင်းဟိုကအေးဆေးပေါ့ရရင်ရှင်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 ဖြစ်သွားပြီကွာရရင်ရှင်ဖြစ်သွားပြီဘာလို့ပြန်စော်တော့မှာဟာငါတို့ဂျင်းစီနိုင်ငံချင်းပြန်စော်ခံရပြီပြန်စော်ခံရပြီဟုတ်ဟုတ်ပါ ဒီနေရာမှာဒီသတင်းလေးပြောရတာတော့တိတ်ပြီးတော့မကောင်းဘူးဒါပေမဲ့သတင်းကသတင်းတိုင်းပဲကျွန်တော်ပြောရတာ။အိုးမကောင်းဆိုပြီးမင်းပဲပြောနေတာလေ။ဟုတ်လေနောက်ထပ်သတင်းလေးရှိတယ်။အေးပြော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 အဓိကကျတော့ကျွန်တော်ရေဘူးညွန့်နယ်ရဲ့သတင်းလေးကိုကျွန်တော်ပြောမယ်။ရေဘူးမှာမင်းပြောပုံရဆိုရင်အဖေတောင်မကူနိုင်ဘူးပေါ့။အဲမကူနိုင်တော့မကူနိုင်တော့။အဲ့သတင်းလေးကိုကျွန်တော်ဘာလို့ပြောမယ်ဒီရေဘူးညွန့်နယ်တဲ့ကျွန်တော်ဒီဒဝဲအထူးစီးပွားရေးဆောင်နော်တဝဲ S2 စီးဝိုင်းစုံလမ်းပိုင်းတွေနဲ့ကျွန်တော်ကင်းယူနေတော့ကျွန်တော်ရဲ့စီစကားမှာစက်သားများကိုတဲ့ဝင်ရောက်တိုက်ခိုက်မှုမှာကျွန်တော်ရဲ့စကားဘက်ကထိခိုက်တယ်မှု ညာစွာရှိတယ်ကိုသိရတယ်ဗျ။ဩဒဏ်ရာမရတဲ့အလှည့်မရှိဘူးလား။မရှိဘူးလေဗျ။မတည်တဲ့အလှည့်မရှိဘူး။ဩမဟုတ်လေအခုကဟိုပန်းနဲ့ပေါက်ပြီးကစားနေတာမဟုတ်လား။တနက်နဲ့ပြပြီးကစားနေတာလေ။ဩရရှိနေတာရှိမှာပေါ့ဗျ။ဟောငါပြောတဲ့စကားတွေမင်းပဲပြောနေတာပဲကွာ။အေးဟုတ်ပြီပြော။နော်အဲ့တော့ကျွန်တော်ဖြစ်စဉ်လေးကိုပြောပြမယ်ပါရဲ့။ဖြစ်စဉ်လေးကဒီလိုရှိတယ်ဗျ။ဒီရေပြူမြို့နယ်ကျွန်တော်ဒီဝက်ချောင်းကျေးရွာပေါ့နော်။ ီဝက်ကဘာလို့သွားချောင်းတာလဲဝက်ချောင်းအဲ့ဝက်ကိုပြစ်ပလိုက်ကွာပြစ်ပြီးငါတို့ပေါ်စားပလိုက်ကွာမင်းကလေတလိဆန်ဝက်ကိုပြောတာမဟုတ်ဘူးဝက်ချောင်းကျေးရအော်ကျေးရကျေးရအော်အေး sorry 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 ဝက်ချောင်းကျေးရနဲ့ကျွန်တော်မူဒူးရမူမူဒူးမူဒူးမူဒူးအဘမူဒူးရနော်ဝက်ချောင်းကျေးရနဲ့မင်းကလေကွာဒီမူဒူးရဝက်ချောင်းကျေးရရောမူဒူးကျေးရရောအဘအဘတီးရမူစတူဒူးတာပဲတီးရအေးအခုကမူဒူးရ ဖေအောင်ဖေအားပြေဝင်တွဲမှာနော်သိပါတယ်ဖေအားဟိုအဖပြောတာပါဖေအားဖြစ်ဘုကျွန်တော်ပြောတာပါဖေအားကျွန်တော်ပြောကျွန်တော်ထီမှာပေါ့ပါဩအဲ့တော့ဒီရေပြူမျိုးနဲ့တဲ့ကျွန်တော်ဒီဝက်ချောင်းကြီးရာနဲ့ကျွန်တော်မူရူးရွာအကြားရှိနော်ဒဝဲအထူးစီးဝါးရေးဆောင်ကျွန်တော်စီမံကိန်းလမ်းမိုက်တွင်တဲ့ကျွန်တော်ကင်းယူနေတော့ကျွန်တော်ရဲ့အကြမ်းဖက်စစ်တပ်ပုံလေစတန်တပ်စတန်တပ်နော်ဒီစတန်တပ်စစ်တပ်ကိုတဲ့တော်လိုင်းတပ်ဖွဲ့တွေကနေမျိုးဝင်ရောက်တိုက်ခိုက်ရင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်တဲ့နော်ဒီကောင်တွေကလည်းကွာလက်ခံနေတိုက်နေတာပဲကွာမသိမသာလေးထားလားလေးတာမဟုတ်ဘူးအမျိုးပြောင်းအောင်တိုက်ရမှာလို့ဘာမျိုးပြောင်းမင်းတို့မပါလေငါတို့ပါပါလေမင်းရလေအဲ့လိုပြောင်းသွားမှာအေးကွာတိုက်ပြီးအေးမှာလေပါဩမင်းကလည်းမသိချင်နေလို့လားမင်းကမဟုတ်ဘူးကျွန်တော်ဒီပုံစံနဲ့ဆိုကျွန်တော်လည်းဟိုတခုစဉ်းစားရမယ် ပုံစံမျိုးဖြစ်လာပြီပါအချိန်လေးကတိတ်မကောင်းတော့ဘူးเนาะအမားတော့ကြောက်လို့ပြေးတယ်အခုပကံရောက်နေပြီလေဟာရပကံဆိုတော့လာမပြောနဲ့လေလဲဝင်ရူးတန်တညညပကံဖျားပေါင်းသဘောပေါက်တယ်เนาะဘာလို့ဟာနိုင်ငံတော်စည်းနဲ့ရှောက်သွားနေရောအဲ့လိုမျိုးပေါ့ဒါနိုင်ငံတော်ဟိအောင်ဘုမကံကအဘမကံကုန်လို့လားဗျအကုန်ကုန်မကုန်ကုန်လေကွာမင်းကလေငါလည်းခြေရာဖြောက်တယ်နေတယ်ဟာမနေ့ကဒီမှာတွေ့တယ်နောက်တော့ဟိုမှာတွေ့တယ်နောက်ကဟိုမှာတွေ့တယ်ဒီဒီလိုမျိုးတွေကတော့အကွက်ရွှေ့ရတာပေါ့ဟိုကျွန်တော်တို့လိုက်လာတာကျွန်တော်လိုက်လာကျွန်တော်စည်းနဲ့ကျွန်တော်လိုက်လာတယ်ဒီလားဗျဟာအဲ့ပတ်စံတွေအကုန်လုံးငါပေးပါမယ်ကျွန်တော်မယူရတယ်ကျွန်တော်ကပြည်သူရှိရလေမတရားယူရတဲ့ပတ်စံတွေကျွန်တော်မလိုချင်ဘူးမလိုချင်ဘူးငါပ သိတယ်မင်းတို့တွေကပြည်သူဘန်တော်မင်းတို့ကမတော့ဟေ့အောင်ဘာပဲပြောခီးစိတ်ဆိုယူရမယ်ဟုတ်ပါဘာပဲယူဟုတ်ပါပြီပါအဲကျွန်တော်တို့ဒီဟိုတဝဲအထူးစီဝိုင်းဆောင်ပေါ့နော်စီဝိုင်းဆောင်ကိုကျွန်တော်ကင်းယူနေတယ်ကျွန်တော်ရဲ့ဒီစက်ကမစစ်တက်ကိုတဲ့ဒီတော်လိုင်းတက်ဖွဲ့တွေကဝင်ရောက်တိုက်ခဲ့တယ်လို့သိရတယ်ပေါ့ရေးပြီးမှာပေါ့နော်အဲ့လိုကျွန်တော်တို့ထိတွေ့တိုက်ပွဲကဘယ်လောက်ကြာလဲဆိုတော့တနာရီနီးပါးလောက်ကြာတယ်လို့သိရတယ်ပေါ့နော်အဲအဲ့လိုတနာရီနီးပါးလောက်ကြာတဲ့အချိန်မှာကျွန်တော်တိုက်ပွဲပြီးဆုံးတဲ့နောက်မှာတော့ကျွန်တော်ရဲ့ဒီစတန်ဒတ်စစ်တက်ပေါ့ စတိုင်းစစ်တပ်ကနေကျွန်တော်10ဦးခန့်တင်ဆုံးတယ်လို့သိရတယ်ဗျ။အော်တင်ပြန်ပြီလား။10ဦးတင်ပြန်ပါ။ဟုတ်ပြီးရင်ကျွန်တော်ထိခိုက်ဒဏ်ရာရရှိတဲ့သူကတော့ကျွန်တော်တော်တော်များတယ်လို့သိရတယ်ဗျ။အော်တော်တော်များတယ်လို့သိရတယ်ဗျ။ မဖြစ်လိမ့်နဲ့ဖြစ်လိုက်ရင်ငါတို့ဘက်ကထိခက်တန်ရတဲ့လူနဲ့သေတဲ့လူနဲ့เนาะဩအလောင်းရှာမတွေ့တဲ့လူနဲ့ခွေးပြည့်ဝက်ပြည့်ပြည့်တဲ့လူနဲ့ခွေးသေးဝက်သေးသေးတဲ့လူနဲ့ဟုတ်ကဲ့ပါအာအားကြောင့်ခုနကလည်းပြောလေဒီကျွန်တော်ဒီဖះပလင်ဝင်တုံးမှာဒါလေးပြောလို့သိမှမလားလို့ကျွန်တော်ပြောတာပြောရမှာဆိုအသေးစင်းနေဖြစ်နေလို့အဲအဲ့လိုပုံမှာကျွန်တော်တို့ဘက်ကနေပြီးတော့ဆေးဥကန်သေဆုံးပြီးတော့ထိခက်တန်ကတော်တော်များများရရှိတယ်ပြီးတော့ကျွန်တော်တို့ဒီလာရောက်တိုက်ခိုက်တဲ့ဒီတော်လိုင်းရဲဘော်음ရဲဘော်နှစ်ဦးကတော့ကျွန်တော်တို့ဒီမစိုးရင်ရမစိုးရင်ဆိုမစိုးရင်ဘုံကြီးကြောင်းလားဟုတ်လေမစိုးရင်ရတဲ့ဒဏ်ရာရရှိတယ် ဘာမှမစိုးရင်ရအောင်ဘာမှမစိုးရင်ရအောင်ကျွန်တော်တို့ဒါဒဏ်ရာလေးအနေငယ်ရသွားတယ်ကျွန်တော်သိတာတော့သူတို့အပြင်းလွိုင်းနဲ့စူးနဲ့ချစ်မိတယ်ထင်ပါတယ်အေးဘောဟိအောင်စူးနဲ့ချစ်မိတာဘယ်နည်းနည်းလေးကြည်တန်နဲ့ထိလိုက်ကွာကြည်တန်ချော်ထိသွားတယ်ကွာမထိဘူးမထိဘူးသူကတကိုင်းနေနဲ့ညှိပြီးတော့ဒါနည်းနည်းဒဏ်ရာရရှိသွားတယ်လို့သိရတယ်ဗျအေးကွာဟောဒါလေးကတော့ကျွန်တော်တို့ဒီရေပြူမြွတ်နယ်ရဲ့ကျွန်တော်ဒရင်လေးပေါ့နော်အပါဒါတော့ဟိုအချိန်နဲ့တပြေးညီပေါ့ကျွန်တော်တို့ကဒီမနက်ပိုင်းလေးမှာလဲဟိုရရှိတဲ့ဒရင်လေးကိုကျွန်တော် ဟိုအဘောက်တင်ပြပေးတာစစ်စစ်တင်းလေးကိုဟိုအခုနောက်ဆုံးကျွန်တော်အဘောက်ကိုကျွန်တော်တင်ပြပေးမယ့်သတင်းကတော့ဗာသတင်းရှိမယ်ဆိုရင်ဟိုပါရဲ့ဟိုပါပေါ့ဘယ်လိုပြောမလဲဆိုတော့အဘတို့အနုပညာရှင်တွေကိုအသုံးချပြီးတော့လေဟိုအဘတို့မဲဆွယ်စီယုံရေးအတွက်ဘာညာသူတိုင်းပြည်ရဲ့အင်းကျန်းတွေပါပဲဘာညာသူလို့ပြောလောက်ခိုင်းတဲ့ဟိုပြောခိုင်းတဲ့အားတွေရိုက်နေတော့ ကျဲနေတယ်မလားအေးမင်းတို့အနုပညာသမားတွေပြောပြောနေတဲ့စကားလုံးရှိတယ်လို့ကအနုပညာလက်နက်ကပို့ပြီးထိရောက်တယ်ဆိုနော်အနုပညာဒီပြည်သူအတွက်ဆိုဟုတ်ပါပြီအဘအနုပညာဒီအဘတို့အတွက်ဖြစ်စီရမယ်ဟုတ်ပါပြီအဘအခုတော့ဘာလဲအဘတို့ကဘာလို့လဲဆိုတော့ဒီအနုပညာအနုပညာချင်းသမားချင်းချင်းတွေကိုတိုက်ပေးနေတဲ့သဘောကြီးဖြစ်ပြီအခုဘာလို့အရန်နေပွဲတွေဆူနေကြပြီတိလာဟုတ်အဘတို့လုတ်တယ်လုတ်ရဲအဲ့လိုဖြစ်အောင်လို့ငါဒီယုံမြင်လို့ဒီခြုံထွင်လိုက်တာလေကွာငါတို့ဒီဘက်ကနေပြီးတော့ဒီရွေးကောက်ပွဲလုံမဲ့ဥစ္စာကြီးကိုအာယုံမဆိုင်အောင်လို့ငါအနုပညာသမားတွေကတော့တိန်းတော့အဲ့လိုလုတ်လိုက်တာသဘောပေါက်တယ်နော်အဘတို့ကအဲ့လိုလု တဲ့ပြင်ခုထပ်ပြီးဘာလို့ထက်လှုပ်သေးတာနော်ဟုတ်ဘာလို့ဘာလို့လို့လဲအဲ့ဒါလေးကျွန်တော်ဖတ်ပြမယ်အေးဟုတ်ပြီဟုတ်ပြီဟိုဆက်လက်ပြီးကျွန်တော်ဒီအနုပညာနဲ့ပတ်သက်တဲ့သတင်းလေးပေါ့နော်အေးပါ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 အနုပညာရှင်များအားလုံးနဲ့ကျွန်တော်ဒီအကျမ်းဖတ်စစ်တဲ့ဤစတန်တဲ့ဤစတန်တဲ့စတန်တဲ့စစ်တဲ့ဤကျွန်တော်ရွေးကောက်ပွဲဝါရပြ policy နော်အလိန်အညာစီယုံရေးတွင်တဲ့ပေါဝင်ရန်နဲ့နော်ပေါဝင်ရန်နဲ့ကျွန်တော်ညှင်းဆန့်လည်ရင်အေးယူမီဟုညွန်ချုပ် ညွန်ချောက်ကလည်းကြောချင်းချောက်ပြောဆိုရဲလို့သိရပါတယ်ဗျ။အော်ငါသမဲအကြာကြာနေလို့အမှုပညာသမားတွေကိုတယောက်မကြံမလာမနေရဆိုပြီးတော့ခေါ်လိုက်တာလေကွာ။ဟုတ်ပါပြီကွာ။ဆက်လက်ပြီးသူကအဲ့မှာဗာရေးထားတယ်ဆိုရင်ဒီအမှုပညာရှင်များအားလုံးအနေဖြင့်တဲ့။အေးကဘာဖြစ်လဲပြော။ကျွန်တော်တို့ဒီโอ้ยคงเลยฮะเนี่ยบาอะอนุปัญญาอนุปัญญาဖြစ်တယ်อนุปัญญาธรรมอนุปัญญาธรรมเนี่ยအားလုံးပေါ့အားလုံးနေပြည့်တယ်ကျွန်တော်တို့ဒီ standard စစ်တပ်ဒီရေကောက်ပွဲဆိုင်ရာဝါရပြန်ကျွန်တော်တို့ policy အလင်းညာ အစီရုံရင်းများတွင်တဲ့ပါဝင်ရမည်ဖြစ်ပြီးငင်းဆန်လျင်အေးအေးယူမြူချင်းချောက်ကတဲ့ပြည်ပတို့ခွင့်ပြုချက်မရှိဘဲထွက်ခွာခွင့်မပြုတော့ကြောင်းသိရပါတယ်တဲ့ဒါပဲဟုတ်ကဲ့ငါတို့လုတ်ချင်တာဒါပဲခုနမျိုးငါပြောမှာဟုတ်ကဲ့ပါဒီယုံမြင်လို့ငါတို့ဒီခြုံထွင်လိုက်တာဟုတ်ပါပြီဟိုဆက်လက်ပြီးရှိသေးတယ်ဗျအဲ့ဒါဗာလဲဆိုသူထုတ်လာတဲ့ဒီစာပေါ့နော်ဟောအော်တိုဘာလာတဲ့ကျွန်တော်30ရက်နေတဲ့နော်ကျွန်တော်ရဲ့ standard စစ်တက်နော်လက်အောက်ခံတဲ့ကျွန်တော်ပြန်ကြားရင်းနဲ့ပြည်သူဆက်ဆံရေးဦးစီးဌာန ညွန်ညွန်ကြားရေးမှုချုပ်ပေါ့ညွန်ချုပ်ပေါ့ဗျာညွန်ချုပ်ကနေပြီးတော့ဒီရန်ကုန်မြို့မှာရှိတဲ့ရုပ်ရှင်လုပ်ငန်းတွေပြီးရင်ကျွန်တော်ဒီရုပ်ရှင်အတိုင်းဝိုင်းနေအေးနော်အဲ့ဒီအတိုင်းဝိုင်းကိုခေါ်ယူတွေ့ဆုံပြီးတော့လာမဲ့ရွေးကောက်ပွဲအတွက်ဒီကျွန်တော်ဒီစစ်တပ်ကကျွန်တော်ရဲ့စီစက်ကမဘက်ကနေပြုတ်လို့မဲ့ဝါရပြန့်ကျွန်တော်တို့ဒီအစည်းအုံစီယုံကြီးပေါ့ဝါရပြန့်စီယုံကြီးများနေတဲ့ကျွန်တော်တို့ပါဝင်သေးဥဆောင်ရမှာဖြစ်ကြောင်းအဲအားလုံးပါဝင်သေးဥဆောင်ရမယ်နော်ဟုတ်တယ်ပြီးရင်ကျွန်တော်တို့လူငယ်ဖြစ်လူငယ်ဖြစ်ဆိုခံဝင်ပေါ့ဗျာခံဝင်နဲ့ထွက်လာတဲ့လူငယ်ဖြစ်ပြန်လည်လွတ်မြောက်လာတော့အမှုပညာရှင် တရုတ်ဆောင်များတော်တော်များများတော်တော်များများပြောတော်များနော်အဲနော်အားလုံးအားလုံးပေါ့နော်ဒီပေါဝင်ရမယ်ဖြစ်ကြောင်းနဲ့အကယ်၍ကျွန်တော်ငင်းဆန်ခဲ့လည်ရင်တဲ့အထက်အမေရအေးယူမိဘူးဖီအားပေးပြောဆိုလာလို့သိရပါတယ်ဗျဒါပဲလေကွာဘာဖြစ်လို့လဲဆိုတော့တို့မလုတ်ချင်လားမလုတ်ချင်သူထွက်ပြေးလေကွာပြည်ပကိုထွက်ပြေးလေကွာပြည်ပထွက်ပြေးယူနေတနေ့ရပုံးဆောင်လေးလေကွာအာဒီမှာပုံးဆောင်မင်းနဲ့ဟိုကြော်ညာလေးလာရဲလေဒီကြော်ညာလေးလာဟာကျွန်တော်တို့ကနေပြီးတော့အာဒါလုံးမှဒါစားတယ်အမှုပညာတစ်ခုတည်းတက်တယ်နီးရသားကိုကြောက်ရပါတယ်ဆိုပြီးတော့ ိုဘက်လိုလိုဒီဘက်လိုလိုခြံစည်းကိုခွာထိုင်ပြီးတော့ဘောမနေတဲ့အမှုပညာသမားမှန်သမျှငါတို့ကကောင်းကောင်းလက်စင်ပေးမှာသူတို့လည်းငါတို့အယုံကြည်မရှိဘူးနော်ဟုတ်ပါပြီပါအခုငါတို့ကထက်ပြီးဘာလုပ်လာလဲဆိုတော့အပါကူကကအုပ်စုဖွဲ့ပြီးတော့ဘူးဒီကုနာပြောဆိုကျွန်တော်ဒီဟိုကုနာပြောပါဟိုခစ်ကိုဒုံးဆိုင်မယ်ဆိုကားမျိုးအဲအဲ့လိုပုံစံမျိုးမဟုတ်တော့ဘူးနော်အခုကတယောက်ချင်းစီကမ်ပိန်းလုပ်အောင်ဩ ငါပြောပြရှင်းရှင်းလေးလေးကွာခုနငါပြောရရှင်းရှင်းလေးတို့ထွက်ပြင်းထွက်ပြင်းမထွက်ပြင်းဟုတ်ပြီငါတို့ခိုင်းတာလောက်ရမယ်လေကွာငါတို့တို့မယုံဘူးငါတို့တို့မယုံဘူးနော်ဟုတ်ပါတယ်ပါအဲ့တော့ကျွန်တော်ဒီမှာပေါ့လောလောဆယ်တော့ဘာလို့ရဲဘာလို့ရှိမှာခံဝင်နဲ့ထွက်လာတဲ့ဒီကျွန်တော်အနုပညာရှင်ရှင်ရှိတယ်အဲ့ဒါကြီးတော့ကျွန်တော်ဒီဟိုဟိုဟိုကိုလူမင်းတို့အဲဂျေဒီဦးတို့အင်နာကျော်စင်တို့အဲတို့တို့ပါတဲ့မကြံပေါ့နော်ကျွန်တော်နာမည်ကြီးတရုတ်ဆောင်အနုပညာရှင်များအားလုံးပါဝင်ရမယ် အင်းမပါရင်မပါလို့ကျွန်တော်မပါဘူးဝါဒီမှာမရိုက်ပေးဘူးလို့ညင်းစံလဲသူအားလုံးကိုအထက်အမိတ်ရအားလုံးကိုအေးအေးယူမယ်လို့ဆိုပြီးဒီစာထဲမှာတွေ့တယ်ပြီးတော့လောက်ရမှာဘာလဲဆိုရင်တယောက်ချင်းစီတိုင်းတယောက်ချင်းစီတယောက်ချင်းစီတိုင်းကဘာလောက်ရမှာလဲတော့ဒီလဟိုအခုကျွန်တော်ရေကောက်ပဲလို့ရေကောက်ပွဲကြီးကိုမဲပေးကြပါခင်ဗျာအဲရေကောက်ကျွန်တော်နိုင်အောင်ကျွန်တော်လုပ်ပါမယ်အဲဒါတွေပြောရမှာလေကွာမင်းရေကောက်ပွဲနဲ့ပတ်သက်တယ်ကျွန်တော်ကမ်ပိန်းစတာပေါ့ ဟုတ်တယ်ဒါမင်းစာသားကိုကျွန်တော်တယောက်ချင်းစီကျွန်တော်ပြောရမယ်อืมနော်ရိုက်ကူးရေးကိုရိုက်ကူးရေးကိုတော့ဒီကျွန်တော်ရဲ့ဒီစကားမဘက်ကနေပြောတောင်းယူရိုက်ပေးမယ်သူတို့ကဒီဟာကိုတယောက်ချင်းစီလာပြောပေးုံပဲဒါပဲနော်ပြီးရင်ကျွန်တော်ဒီပြောရမယ်ဆိုဒီကျွန်တော်ရဲ့စကားမဘက်ကနေပြောကျွန်တော် social media platform အဲ့ platform တွေညာနေသူဒါတွေထုတ်လွှင့်မယ်ဟုတ်တယ်ပြီးတော့သူကဘာပြောလဲဆိုတချို့ပေါ့သူတို့ရိုက်ကျွန်တော်ရိုက်ပေးမှာမလာနိုင်ဘူးအဲလာမင်းရိုက်ပေးနိုင်တဲ့လူကမိမိအိမ်မှာမိမိရိုက် ။အော်ငါတို့ဖုန်းလေးထောင်ပြီးရိုက်။ဖုန်းလေးထောင်ပြီးရိုက်ရိုက်ပြီးရင်ကျွန်တော်တို့ရှိကိုပို့။ပို့ဒါပဲ။နော်ကျွန်တော်တို့ရှိကိုပို့ဟုတ်ဟုတ်ကဲ့။ဟိုအဲ့လိုပို့ပြီးတော့ကျွန်တော်တို့ရှိကိုပို့ရမှာပေါ့ဗျာ။အဲရိုက်ရမယ်ကျွန်တော်တို့ရက်ကတော့ဒီကကျွန်တော်တို့ဒီအခုလာလာမယ်။နိုဝင်ဘာလ။ဟုတ်တယ်။နိုဝင်ဘာလမှာကျွန်တော်တို့ရိုက်ကူးပေးရမယ်ဖြစ်တယ်။နော်။ဟိုရုပ်ရှင်ဇာတ်လမ်းတော့မဟုတ်ဘူးနော်။ပြီးတယ်ပြီးတယ်ပြီးတယ်။ပြောင်းချင်းစီရဲ့ကမ်ပိန်းဒါလေးပါပေါ့ဒီရွေးကောက်ပွဲအတွက် အဲသူတို့ကံပေးပြောရမယ်ငါတို့အရင်တုန်းကငါတို့ကိုသူတို့ကလက်သုံးချောင်းထောင်ပြီးတော့ဘာဖြစ်တယ်ညာဖြစ်တယ်ဆိုပြီးတော့ငါတို့ ਨੇ မတည့်တယ်ငါတို့မကြိုက်တယ် NLD ကိုသူတို့ကအဲ့လိုမျိုးဟိုထောက်ခံပြီးတော့အဲ့လိုမျိုးမဲဆွဲတယ်လို့သူတို့ကိုလည်းငါတို့ဒီလိုမဲဆွဲခိုင်းတာ ပြီးတော့ကျွန်တော်ပြောပြမယ်ဟိုဒီလာရောက်ပြီးတော့ကျွန်တော်တို့ပြောမယ်ဒီအမှုပညာရှင်တွေကလေသူတို့ပတ်သက်တဲ့ရှိတာသူတို့ပြောလို့မရဘူးမရဘူးမရဘူးငါတို့ပေးတဲ့ဥစ္စာတိုင်းပဲပြောမှာပါစာကောင်းမဘက်ကနေပြောပေးတယ်ကျွန်တော်တို့စာသားဥစ္စာကျွန်တော်ရုတ်ဖတ်အောင်ဟုတ်တယ်ဟုတ်တယ်အဲ့ဒါလေးကိုကျွန်တော်ရိုက်မယ်တကယ်လို့ကိုယ်လိုင်းလာမရိုက်နိုင်ဘူးဆိုရင်မိမိတို့အိမ်မှာမိမိတို့ရိုက်ဖုန်းလေးတောင်မရိုက်ဘူးဟုတ်တယ်ပြောတယ်အဲ့တော့အဲ့တော့ဘာဖြစ်လဲဆိုတော့ကျွန်တော်ဒီပြည်သူများအကြားတွင်တော့ကျွန်တော်တို့ဒီ standard စစ်တပ်စတန်ဒတ်စစ်တပ်ကြောင့်အလင်းညာဝါရပြရွေးကောက်ပွဲနဲ့ပတ်သက်သောခစ်သမိုင်းကိုဒုံးဆိုင် ုံးဆိုင်မိသူများဒါဝန်တော်ကဖြစ်သွားတယ်နော်ဟုတ်တယ်ဒီဇလန်ရုပ်ရှင်တရုတ်ဆောင်များကိုတဲ့ပြည်သူများကတဲ့ဝိုင်းဝန်းစန့်ကျင်တပိတ်မောက်မှုအရှိန်တက်လာချိန်တွင်တဲ့ဟုတ်တယ်ဒီကျွန်တော်ရဲ့ဒီစားကားမဘက်ကနေပြီးတော့ထပ်ပြီးကျွန်တော်ဖိအားပေးတဲ့သဘောဒါပဲငါတို့ကိုမုန်းတယ်လို့ဟုတ်ကဲ့ပြည်တွင်းထဲမှာရှိတဲ့အမှုပညာသမားတွေကိုလည်းသူတို့လည်းမုန်းစေရမယ်အဲ့ဒီရွေးချယ်နေငါတို့လောက်တာပြီးရင် ကျွန်တော်တို့ဒီစားကောင်းမဘက်ကလုတ်တယ်ကျွန်တော်တို့ဒီရုပ်ကောင်းမဲနဲ့ပတ်သက်ပြီးဒီအမှုပညာရှင်တွေကိုဝေဖန်တိုက်ခဲ့တဲ့သူတွေကြောင့်ဖမ်းဆီးတာတွေလည်းရှိတယ်။ဟုတ်တယ်ဟုတ်တယ်။ဒါလေးကိုလည်းကျွန်တော်ပြောပြမယ်။အခု၄ရောက်ဖြစ်သွားငါတိက၄ရောက်ဖြစ်သွား၃ရောက်ကနေနောက်ထပ်၁ရောက်တော့၄ရောက်ဖြစ်သွားပြီ။အဲ့ဒါကိုကျွန်တော်နာမည်နဲ့တခါကျွန်တော်ပြောပြမယ်။ဟုတ်ပြီဟုတ်ပြီ။အဲ့တော့ဘာလဲဆိုဒီခစ်သမိုင်းကိုတဲ့ဒုံဆိုင်မိသူများရွေးကောက်ဝဲဆိုင်ရကျွန်တော်အလိညာဝါဒပြန်ဇလန်းကိုတဲ့လူမှုကွန်ရက်မှာတဆင့်ကျွန်တော်ဝေဖန်ဒီဟုဆိုတာတဲ့ကျွန်တော်ဒရိုက်တာမိုက်တီခောက်တန်းထွန်းစော။နော်ကိုမိုက်ကျွန်တော်တို့ရဲ့နော်ပြီးတော့ကျွန်တော်ဇပ်ပိုတေးဥဆောင်ကျော်ဝင်းထုတ်ခကျော်မင်းထုတ်อืม ပြီးရင်ကျွန်တော်ဟာသာတေးဥဆောင်အုံတိုင်းခဇော်မြင့်ပြီးရင်ခုနထပ်တိုးတဲ့ဒရိုက်တာ အောင်ချမ်းလူတို့ကိုတဲ့ကျွန်တော်ရဲ့ဒီစားကောင်းမဘက်ကဖမ်းဆီးထားတယ်လို့သိရပါတယ်ဗျဟုတ်တယ်ဟုတ်တယ်အဲ့ဒါအဲ့ဒါငါငါကိုယ်တိုင်ပဲငါအမိန့်ထုတ်ခိုင်းလိုက်တာနော်အဲ့သူတို့တော့ဖမ်းတော့ငါတို့ဟာဟာနေအဲ့ လုတ်တယ်ကွာဟိုဘက်ကကြောအသေးလေးသွားပေးတယ်ကွာဟုတ်ပါပြီပါနော်မရအောင်မရအောင်မရအောင်ဆက်လက်ပြီးတော့ तू ကဘာထုတ်ပြန်ကြတဲ့မှာဘာပါလေးလဲဆိုရင်တဲ့၎င်းပြင်တဲ့နော်အမှုပညာရှင်များနဲ့တရုတ်ဆောင်များအင်းကျွန်တော်အစိုးရများကိုတဲ့ကျွန်တော်တို့ဒီစကားမထံတို့ကြိုတင်ကြိုတင်ပြီးတော့ကျွန်တော်အကြောင်းကြားခြင်းခွင့် ခွင်းမပြုတ်ပဲနဲ့ပေါ့နော်ခွင်းမပြုတ်ပဲနဲ့သူပြည်ပကိုထွက်ခွာခွင့်မပြုတ်ဘူးလို့လေပြည်ပကိုလည်းထွက်ခွာခွင့်မပြုတ်ဘူးဟုတ်တယ်အဲဟိုဘက်မြို့နယ်ဒီဘက်မြို့နယ်လည်းငါတို့သွားလာခွင့်မပြုတ်တော့ဘူးဖြစ်နိုင်ရင်ငါတို့ကအိမ်ထဲမှာနေအခြေချုပ်ငါတို့ကထားတာတကယ်လို့များပေါ့သူတို့ကပြည်ပကိုထွက်ခွင့်ရတယ်ဆိုရင်တော့မှသူကဘယ်နေ့ဘယ်ရက်မှပြန်လာမယ်ဆိုတဲ့ခံဝင်ကတိကိုထိုးခဲ့ရထိုးခဲ့ရမယ်ပြီးတော့အဲ့ဒီမှာပွဲစားလုံးနေတဲ့လူကဘယ်သူလုံးနေအောင်မေးလို့လဲဘယ်သူတော့ဟာမင်းကလေအဆိုးတော်လေးကွာယုံလေးလေးယုံလေး ။ तू อ่ะပွဲစားလို့တာဘယ်လို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 ပွဲစားလို့ရမလဲ။ဒီလေစိမ့်မှာရှိတဲ့လူတွေနဲ့ငါတို့ဒီဘက်မှာရှိတဲ့အရာရှိတွေအဲသူတို့โอ้ตรุโจ้าเรียกนี่ก็ป่วยซะหลุบไปล่ะอ๋อตรุก็ดิโลๆตั้วจินเนี่ยอ่าบ้ายอบลาวอยู่ล่ะบาอ๋อตบบ่บ่ตบบ่บ่โหดิดิดิเนี่ยมาเลยป่ะเลยบาเนาะตรุดาจะพัดไปมั้ยเนาะบาเนาะโหพี่ๆๆอ่าโอเคเด้ตะเกลุคว้นปุ๊จะไม่ยาเว้ยบ่เนาะปี่บ้าถอกกว่ายังจู้ซ้าบากาเด้ လေစိမ့်မှာလေစိမ့်ကနေပြီးလှည့်ပြန်ခိုင်းပြီဖြစ်ကြောင်းနဲ့နော်လက်ရှိတွင်နဲ့လေစိမ့်မှာလှည့်ပြန်ရသောအမှုပညာရှင်များရှိနေကြောင်းအများကြီးပဲနော်ကျွန်တော်ရဲ့ဒီဟိုကျွန်တော်ရဲ့ဒီစက္ကမရဲ့ lobby ဖြစ်တဲ့ကျွန်တော်ဒီအဆိုတော်ယုံလေးကြီးလူမှုကွန်ရက်တွင်နဲ့ဖော်ပြချက်နေနဲ့ပြည်ပထွက်ရန်ညှင်းဆိုခဲ့သောအမှုပညာရှင်တချို့ထံမှသိရပါတယ်ဗျဟုတ်တယ်သူတို့အမှုပညာသမားတွေကထွက်ချင်းအစိုးရတရားထွက်ပါလားဟုတ်တယ်ဗျအခုကြမှာငါတို့ခိုင်းတော့မှထွက်တယ်ဆိုတော့မင်းငါတို့ကိုစန့်ကျင်တာလည်းမတူဘူးလားဟုတ်တယ်လေဗျဟုတ်တယ်အဲ့ဒါပဲဒါပဲဒါပဲ ပြည်တွင်းထဲမှာရှိတဲ့အမှုပညာသမားတွေအမှုပညာသမားတွေဘောမှာအမှုပညာသမားတွေအားလုံးငါတို့လက်ခုပ်ထဲကရေးกว่า